那吧。 football preview channel ကနေပြန်လည်ပြီးတော့အကြိုဆိုပါရစေ။ဒီနေ့ကတနင်္ဂနွေနေ့ပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှိရင်လည်းကစားမဲ့ England Premier League နဲ့တခြားထိပ်တန်းလီပွဲစဉ်တွေရှိသေးရပါတော့။အဲ့တော့ဒီနေ့မှာတော့ဒီနေ့ကစားသွားဖို့ရှိတဲ့ England Premier League ပွဲစဉ်နှစ်ပွဲကိုဒါဒီနေ့မှာကြိုတင်ပြီးတော့သုံးသပ်ပြီးသွားမှာဖြစ်တယ်ပေါ့နော်။အဲ့တော့တခြားသောလိပြိုင်ဝေးရပွဲစဉ်တွေသုံးသပ်ချက်တွေတည်ပြီးတော့ဒီတခြားမောင်းတွဲပေါ့နော်။ဒါလေးအကုန်လုံးဆိုလို့ရှိရင်ကျွန်တော်ရင်ဒီ Viber နဲ့ Telegram channel တွေမှာတင်ပေးတယ်။အဲ့တော့ဒီ channel နှစ်ခုလုံးရဲ့ link ကိုဒီ video အောက်က comment မှာ pin comment အနေနဲ့ထောက်ပေးတာပေါ့နော်။ဝင်ပြီးတော့ join ထားနိုင်တယ်ပေါ့။ ော့ဒီနေ့အတွက်ပထမဆုံးသုံးသပ်ပြခြင်းနဲ့ပွဲစဉ်အကြတော့ဒီနေ့ည9:00နာရီခွဲမှာကစားမယ့် Aston Villa နဲ့ Fulham တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့အဲ့ပွဲစဉ်ရဲ့လက်ရှိပေါ့ကြည့်ကျွန်တော်ပြန်ကြည့် Aston Villa ကပေချာရင်45ပြားရှုံးမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုတော့ချင်း2ဂိုးသွင်းရင်ပြား60ရှုံးမယ်ပေါ့နော်အဲ့တော့ Aston Villa ကိုကျွန်တော်ပြန်ကြည့်ဒီအာဒီမှာသူတို့ကဒီပြီးခဲ့တဲ့ခြာရက်မှာကစားခဲ့တဲ့ Bologna နဲ့ Europa League ပွဲစဉ်မှာသူတို့ဒီအာဒီအတွက်ပထမဆုံးနိုင်ငံတော်ဝယ်ကိုသူတို့ပြန်ပြီးရှာဖွေခဲ့တယ်ပေါ့နော်ဟိုနိုင်ရမရဲ့ Aston Villa က ဒီနိုင်ဝဲရာဝဲဆိုလို့ရှင်လဲတော်တော်လေးရုံးကန်နေရတယ်ပြီးတော့ပရီးမီးယားလိမှာဆိုလို့ရှင်လဲသူကလုံးဝနိုင်ဝဲမရသေးဘူးပြီးတော့ဒီယာဒီမှာဆိုလို့ရှင်လဲအက်ဆွန်မီလာကပရီးမီးယားလိမှာဆိုလို့ရှင်သူကသူ့ရဲ့တိုက်စစ်ကတွင်းကိုအနေနဲ့ဆိုလို့ရှင်လဲတကိုးပဲရခဲ့တယ်ပေါ့နော်အဲ့တော့ပြောမှာဆိုလို့ရှင်ဒီဘီလာကအခုနှစ်ဘောလုံးယာဒီမှာဆိုလို့ရှင်တွင်းကိုတွေရဖို့အတွက်ဆိုလို့ရှင်တော်တော်လေးရုံးကန်ရတယ်ပေါ့နော်အဲ့တော့ဒီနေ့သူတို့တွေ့ရမယ်တော့ဖူအောင်ကျွန်တော်ပြန်ကြည့်လို့ရှင်လေဒီဖူအန်ကလက်ရှိမှာဆိုလို့ရှင်နိုင်ဝဲဆန်နေတဲ့အတင်းဖြစ်တယ်ပေါ့နော်နောက်ဆုံးကစားခဲ့တဲ့၃ဘွဲစရိုင်းမှာဖူအန်က လုံးဝ၃ပွဲလုံးနိုင်ခဲ့တယ်ပြီးတော့သူတို့သင်းကလည်းဒါဒီပွဲကစားပြီးွားလို့ရှိရင်ဖူဟန်တို့ကလုံးဝခက်ခဲတဲ့ခရီးစဉ်တစ်ခုကစပြီးပေါ့နော်ဒီပွဲကစားပြီးွားလို့ရှိရင်ဖူဟန်ကဘုံမောက်အာဆင်နယ်နေယူကဆယ်အစားရှိတဲ့အသင်း၃သင်းနဲ့ထပ်ပြီးကစားသွားမှာဖြစ်တယ်ဆိုတော့ဒီပွဲမှာချင်းဒီပေါ့ ဖူဝမ်ကဒီအဆူမီလာစီကအမှတ်ခွဲယူလို့တယ်ဗောနဒီအနည်းဆုံးတော့ဒီဘက်မှာဖူဝမ်နေနဲ့ဗီလာစီကနေပြီးတော့တည်ရတမလောက်တော့ယူယူတင်တယ်ဗောနပြီးတော့လက်ရှိဖူဝမ်ရဲ့ဖောင်ကျွန်တော်ပြန်ကြည့်လို့ရှင်လဲသူတို့ကဒီယာဒီမှာဆိုလို့ရှင်ရှုံးပွဲဒိုးပွဲပဲရှိခဲ့တယ်ဗောနအဲဒီရှုံးနေတဲ့ပွဲစဉ်ကဒီချဲစီကိုသူတို့ရှုံးနေတာဖြစ်တယ်ပြီးတော့သူတို့အသင်းလက်ရှိကစားခဲ့တဲ့နောက်ဆုံး၃ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လေ United Frankfurt Cambridge အဆိုက်ရှိတဲ့အသင်းတွေကိုသူအနိုင်ရခဲ့တယ် အဲ့တော့ဒီပွဲကဒါသူတို့အတွက်၄ပွဲမြောက်နိုင်ဝဲတွေပဲဖြစ်အောင်ဖူဝန်နေနဲ့ဒီပွဲမှာလည်းဖန်တီးလိမ့်မယ်ကျွန်တော်ထင်တယ်ပေါ့နော်ပြီးတော့ဖူဝန်ကသူတို့အသင်းကဗီလာဘတ်မှာကစားခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်တော်တော်လေးကိုရလက်တည်ဆိုရဲပေါ့နော်ဗီလာဘတ်မှာကစားခဲ့နောက်ဆုံး22ပွဲမှာဆိုလို့ရှိရင်ဖူဝန်အနေနဲ့အနိုင်ရခဲ့တာတပွဲပဲရှိတယ်အဲ့တော့ဒီမာကော့ဆီဘာရဲ့ဖူဝန်အနေနဲ့ကကျွန်တော်ဒီဗီလာဘတ်မှာကစားခဲ့တဲ့ပွဲစဉ်တိုင်းတို့တော့သူ့အတွက်ဆိုလို့ရှိရင်တော်တော်လေးကိုခက်ခဲတာကိုတွေ့ရတယ်ပြီးတော့ နောက်ဆုံးကစားခဲ့တဲ့ဘီတာဘက်မှာကစားခဲ့6ပွဲစရိုက်မှာလေဒီ F1 ကဒီရှုံးထားခဲ့တယ်ဆိုတော့ဒီပွဲကအဲ့တော့ဒီပွဲကဒါသူတို့အတွက်ဘီလာဘက်မှာကစားရတဲ့မတန်းဆိုးတွေကိုဒီပွဲနဲ့သူတို့ခြေဖြတ်ဖို့လိုတယ်ပေါ့နော်အဲ့တော့အနည်းဆုံးတော့ဒီပွဲမှာ F1 SUV လာမရှုံးနိုင်လေမရှုံးနိုင်ဘူးလို့ထင်တယ်အဲ့တော့တည်ကြရင်45ပြားရှုံးမယ် SUV လာတဲ့ဆိုင်ကျွန်တော်ကတော့ဒီပွဲအတွက်ဆိုလို့ရှိရင် F1 ကိုဒီချက်ပြီးကျင်းနေပါတော့ပြီးတော့ဒုတိယယူချင်ပွဲအနေနဲ့ဆိုလို့ရှိရင်ကိုးပါပါတော့နှစ်ကိုးသွင်းရင်ဖြား60ရှုံးမယ်ဆိုတော့ဂျီတစ်ခုမှာ ပြောမလို့ရှင်နှစ်သိန်းလုံးကဒီကိုရဝတ်တော့ဆိုလို့ရှင်ရှုံးကန်တဲ့အတင်းနေဖြစ်တယ်ဒီနှစ်သိန်းလုံးရဲ့ဒီရဒီမှာကစားခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်လို့ရှင်အက်ဆူမီလာကဒီဒီရဒီမှာစုစုပေါင်း9ပွဲကစားထားတာရောနော်ဖူဝန်ကဒီရဒီမှာဆိုလို့ရှင်သူတို့သိန်းလည်းပဲပြန်ဝဲဆုံးမှာဆိုလို့ရှင်စုစုပေါင်း9ပွဲကစားထားတယ်အဲ့တော့ဒီနှစ်သိန်းလုံးရဲ့ကစားခဲ့တဲ့စုစုပေါင်း14ပွဲကိုကျွန်တော်ပြန်ကြည့်နှစ်သိန်းပေါင်းသင်ကို3ခုအထိရောက်ခဲ့တဲ့ပွဲစဉ်ကစုစုပေါင်း9ပွဲပဲရှိရပါတော့အဲ့တော့ ဒီနှစ်သိန်းရဲ့ပွဲစဉ်တွေကဒီတွင်းကိုကြီးမြန်မာဆာသာမရှိဘူးတွင်းကိုကြီးနေခဲ့တာကိုတွေ့ရတယ်အဲ့တော့ဒီပွဲမှာလည်းတွင်းကိုကြီးမြန်မာဆာသာရှိမယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဗီလာကိုယ်တိုင်ကလည်းရှိပရီးမီးယားလိမှာတွင်းကိုအနေနဲ့စုစုပေါင်းတကူပဲရထားနေတာတခုမှဒီအိမ်ခွဲမှာ4-1ကိုတွင်းကိုကြဖို့ဆိုတာလည်းခက်ခဲနေမှာကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့နှစ်ကိုတွင်းပြား60ရှုံးမယ်ဆိုတော့ဂျီတခုကဒီပွဲမှာ ဒီ1110လောက်နဲ့ပြီးဆုံးလိမ့်မယ်ပွဲစဉ်တွေလို့ကျွန်တော်ထင်နေပါတော့အဲ့တော့ဒီပွဲအတွက်ဆိုလို့ရှိရင် F1 နဲ့ကိုဝါကိုရွေးချယ်ပြီးခြင်းနဲ့ပေါ့အဲ့တော့ဒီနောက်ထပ်သုံးသပ်ပြီးခြင်းနဲ့ပွဲစဉ်အကြတော့ဒီနေ့ည10နိုင်မှကစားမယ် Newcastle နဲ့ Arsenal တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့အဲ့ပွဲစဉ်ရဲ့လက်ရှိပေါက်ကြီးကိုကျွန်တော် ပြန်ကြည့်ရင် Arsenal က level 80ရှုံးမယ်ပြီးတော့ကိုဝါအနေနဲ့ဆိုလို့ရှိရင်2ဂိုးသွင်း55ပြတ်ရှုံးမယ်ပေါ့နော်အဲ့တော့ဒီရာဒီ Newcastle ကိုကျွန်တော်ပြန်ကြည့်ရင်သူတို့ကစားခဲ့တဲ့ Premier League စုစုပေါင်း5ပွဲကစားပြီးအချိန်မှာသူတို့ရဲ့တိုက်စစ်ကအတွင်းကို3ဂိုးပဲရထားတယ်ပေါ့နော်အဲ့တော့တခြားတစ်ဖက်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီ ူကာဆယ်ရဲ့တိုက်စစ်ကသူကို3ဂိုးပဲရခဲ့တာမှန်ပေမဲ့သူရဲ့ခံစစ်ကိုကျွန်တော်ပြန်ကြည့်ရင်လည်းလက်ရှိကစားခဲ့ပြီးရပရီးမီးယားလီဂ်၅ပွဲမှာဆိုလို့ရှိရင်လည်းသူရဲ့ခံစစ်ကပေကို3ဂိုးပဲပေးထားတယ်ပေါ့နော်အဲ့ပေးခဲ့ရတဲ့3ဂိုးကလည်းဒါပေးခဲ့တဲ့ဒီလဘဘူကိုသူရိသူနဲ့ရှုံးခဲ့တဲ့ပွဲစဉ်မှာပေးခဲ့ရတဲ့3ဂိုးပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဂျန်နယ်ပွဲစဉ်တိုင်းလိုလိုမှာနယူကာဆယ်ကကလင်းရှိရခဲ့တယ် နိုင်ဝဲရခဲ့တယ်။အဲ့တော့ဒီဒီရာဒီပရီးမီးယားလီးဂ်မှာဆိုလို့ရှိရင်နျူကာဆယ်ထက်ပေးကိုနေတဲ့အသင်းဆိုလို့စုစုပေါင်းနှစ်သင်းပဲရှိရပါတော့။ဒါကအဆူမီလာနဲ့အာဆင်နယ်ဖြစ်တယ်။အဲ့တော့ဒီတစ်ဖက်ကအာဆင်နယ်ကိုကျွန်တော်ပြန်ကြည့်ရင်တော့သူရဲ့ခံစည်းကအရင်ပြောစရာမရှိဘူးတော်တော်လေးကိုကောင်းတယ်။ဒါလက်ရှိဒီရာဒီမှာဆိုလို့ရှိရင်အာဆင်နယ်ကပေးကိုအနေနဲ့ပြန်ဝဲစုံမှာဆိုလို့ရှိရင်နှစ်ကိုပဲပေးထားရပါတော့။အဲ့တော့အဲ့ဒီပေးရတဲ့ဒီနှစ်ကိုကျွန်တော်ပြန်ကြည့်ရင်လည်းလေဘာဘူး ကိုတကူပေးထားတယ်မက်ဆီဒီကိုတကူပေးထားတယ်ဗောနော်အဲ့တော့လီဂျန်နဲ့ကစားခဲ့တဲ့ပွဲစဉ်တိုင်းလို့တော့မှာအာဆင်နယ်ကသူတို့ရဲ့ခံစစ်ပိုင်းရကလင်းရှိရခဲ့တယ်ဗောနော်အဲ့တော့ဒီပွဲမှာလည်းနှစ်သင်းလုံးရဲ့ခံစစ်ကသရလီကိုအားကောင်းနေတဲ့အနေအထားတစ်ခုမှာဒီတွင်းကိုးတွေအများများဆဆမြင်တွေ့ဖို့ဆိုတာဒီပွဲတော့ဆိုလို့ရှိရင်ခက်လိမ့်မယ်ကျွန်တော်ထင်တယ်ဗောနော်ပြီးတော့နီယူကဆယ်ကလက်ရှိပရီးမီးယားလိဒီကစားခဲ့တဲ့၅ပွဲမှာ၄ပွဲကလင်းရှိရတယ်အာဆင်နယ်ကလည်းပြိုင်ပွဲဆုံးမှာဆိုလို့ရှိရင်9ပွဲကစားထားတဲ့အချိန်မှာ၅ပွဲကလင်းရှိရတယ် တော့နှစ်သိန်းလုံးရဲ့ခံစီပိုင်းနေရာကလင်းရှိတဲ့ရွယ်ရရဲဆိုတော့ဒီပွဲကအသွင်းကိုရှိလိမ့်မယ်လို့တော့မထင်ဘူးပြီးတော့ဒီနှစ်သိန်းရဲ့နောက်ဆုံးထိတဲ့တိဆောင်ခဲ့တဲ့ပြိုင်ပွဲဆိုနောက်ဆုံးဆက်တဲ့ဒီချိန်ကိုကျွန်တော် ပြန်ကြည့်ရင်လက်သိန်းပေါင်းအသွင်းကိုသုံးခုအောက်ကိုရောက်ခဲ့တာနောက်ဆုံးဆက်တဲ့ချိန်မှာ၁၀ချိန်ထိရှိရဲ့ဗောနော်အဲ့တော့ဒီပွဲကဒီဂိုးပေါင်းကြီးရ2ဂိုးသွင်း55ပြားရှုံးမယ်ဆိုတဲ့ခြေတစ်ခုမှာနှစ်သိန်းပေါင်းသူကိုနေမဲ့ပွဲတွေပွဲတွေချိန်နေဗောနော်အဲ့တော့ဒီပွဲတွေပထမယူချိန်ပွဲအနေနဲ့ဆိုလို့ရှိရင်ဂိုးအောက်ကိုရေးချဲ့ပေးချိန်နေဗောနော်ပြီးတော့ဒုတိယတစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့အာဆင်နယ်ဗောနော်အာဆင်နယ်ကလက်ရှိ သူတို့တင်းရဲ့လူစည်းရုံးကိုကျွန်တော်ပြန်ကြည့်လို့ရှင့်လဲသူတို့လေးအားကောင်းတယ်ပြီးတော့ဒီဒီသူတို့တင်းရဲ့တောင်းပန်တွေကိုကျွန်တော်ပြန်ကြည့်လို့ရှင့်လဲလက်ရှိမှာဖူကာရိုဆာကာကဒီတန်ရန်ကနေပြန်ပြီးတော့တက်တာလာပြီးဝင်ကစားနေတဲ့နေသားတစ်ခုမှရှိရဲဆိုတော့ဒီဘက်မှာဒီအာဆင်နယ်နီးပြအဒီတာအနေနဲ့ကသူ့ရဲ့ကစားသမားတွေရွေးချယ်မှုနဲ့ပတ်သက်ပြီးတော့ပြန်ကြည့်လို့ရှင့်တော်တော်လေးကိုရွေးချယ်စရာများတယ်ဗောနော်သူ့အတွက်ဆိုလို့ရှင့်လဲကစားဝက်ဖော်တဲ့နေရာမှာတော်တော်လေးကိုကစားသမားအများကြီးရှိရဲဆိုတော့ဒီဘက်ကအဒီတာဒီစိတ်ကြိုက် သူ့ရဲ့ကစားသမားတွေကိုပွဲထုတ်ခုပွဲထုတ်လို့ရတယ်ဗောနော်အဲ့တော့ဒီတစ်ဖက်ကလူကဆရာကျတော့သူ့ရဲ့အိမ်ဝင်းမှာဆိုလို့ရှင်ဒီစိန်ချင်းပွဲမှာဆိုလို့ရှင်အားကောင်းတာမှန်ပေမဲ့သူတို့ကစားခဲ့တဲ့ ဒီတရားဒီအိမ်ဝင်းပွဲစဉ်တွေကျွန်တော်တို့ပြချင်းသူတို့ကအရင်လိုမျိုးအသိကြီးတွေကိုဆိုလို့ရှိရင်အရင်အဟန်တောင်မဖြစ်စီရောပေါ့နော်ဒါလဘဘူးနဲ့ပွဲကစားခဲ့တဲ့သူတို့ရဲ့အိမ်ဝင်းမှာအိုက်ခန်ကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းသူတို့လဘဘူးကသူတို့2နဲ့ရှုံးတယ်ပြီးတော့ဒီဘာစီလိုနာကိုသူတို့ရဲ့အိမ်ဝင်းမှာအိုက်ခန်ကစားခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာဆိုလို့ရှိရင်လည်းသူတို့2-1နဲ့ရှုံးတယ်ပေါ့နော်အဲ့တော့ညူကဆယ်ရဲ့ဒီအသိကြီးတွေနဲ့တွေ့ဆုံခဲ့တဲ့ ဒီအိမ်ဝင်ပွဲစဉ်တွေကအရင်နှစ်တွေကတော့အဲရင်အားကောင်းနေတာမတွေ့တော့ဘူးပေါ့နော်အဲ့တော့ဒီပွဲစဉ်အတွက်ဆိုလို့ရှိရင်ကျွန်တော်ဒီအာဆင်နယ်ကိုရွေးချယ်ပေးခြင်းနဲ့အနည်းဆုံးတော့တည်ရကြရင်80ရှုံးမဲ့ဂျေးတခုမှဒီပွဲကအာဆင်နယ်ဒပန်ဒပယ်ချန်ကဒီပွဲတော့ဆိုလို့ရှိရင် တော်တော်လေးကိုအားကောင်းနေရွေးချယ်မှုတစ်ခုဖြစ်လိမ့်မယ်ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒီပွဲမှာအနည်းဆုံးတော့အာဆင်နယ်ဒီကစားကိုတည်ရုံမို့အနိုင်ကစားနိုင်မယ်ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒီပွဲအစဉ်အတွက်ဆိုလို့ရှင်တော့အာဆင်နယ်နဲ့ကိုဝတ်ကိုရွေးချယ်ပေးခြင်းနဲ့ပေါ့